ဆိုးလင်းဦးကိုခွင့်ချက်မယ်ရှိကလာမယ့်မတ်လ၈ရက်နေ့မှာကွက်တင်ပေးထိုက်ပါတယ်။သူ့ရဲ့ပြိုင်ဘက်ကတော့ထိုင်းတရင်ဖိုင်ကဆိုဘလတ်နဲ့ထိုးတက်ခဲ့မှုတဲ့ပရရှာတာကော့ဖ်ဒွန်ဖြစ်ပါတယ်။ဒီမီထရီကော့ဖ်ဒွန်လို့ခေါ်ပြီးတော့အသက်အားဖြစ်တော်လာဆိုးလင်းဦးခက်စားလို့ရှိရင်ဒီသောင်းကြီးအရက်ကငါးဘိတ်ဆယ်လက်မှဖြစ်တဲ့အတွက်ကြောင့်မလို့ဆိုးလင်းဦးခက်စားလို့ရှိရင် အရက်မြင့်နဲ့ကစားလက်မှလို့ပြောလို့ရပါတယ်။သူတို့နှစ်ယောက်ကိုဒါမဲ့မတ်လ၈ရက်နေ့1 5 night 29 game ဘွဲမှာပွဲတည်ပေးလာတာဖြစ်ပါတယ်။ Master Chief အနေကတော့ပြောစနေနေ့မနက်တောက်ကြနေညပွဲတွေတော့မဟုတ်ဘူး။ဒီစနေနေ့မနက်မှာထိုးတက်မဲ့ Wi-Fi night ပြန်ပွဲမှာပွဲတည်ပေးလာတာဖြစ်ပါတယ်။ Dimitri Kovdon အကြောင်းကတော့ပြည်သက်တဲ့အနေနဲ့ကျွန်တော်ရှေ့မှာတခါတော့ဒီ Super Black နဲ့တွေ့မဲ့ကစားသမားမဟုတ်လို့ကျွန်တော်တင်ဆက်ခဲ့ပေးဘူးတယ်။ဒီကစားသမားကလက်ရှိ1 championship မှာဆိုလို့ရှိရင်၃ဘွဲထိုးသက်ထားတယ်။ နှစ်ပွဲကိုအမှတ်နဲ့နိုင်ပြီးတော့တပွဲကိုနောက်ခေါက်နဲ့ရှုံးနေထားတဲ့ကစားသမားပရရှားသားဖြစ်တယ်ပြီးလို့ရှိရင်သူ့ရဲ့ကစားဟန်ကဒီညာချီညာလက်ခုအရှိမထားတဲ့ဆော့ဘော့စတန်ကိုပြောလို့ရတဲ့ကစားဟန်မျိုးလက်ရှိသူနောက်ဆုံးတက်ခဲ့တဲ့ပွဲမှာဆိုလို့ရှိရင် Tiger ရဲ့ Rider Sue Black ကိုသူ့အနေနဲ့အမှတ်နဲ့အနိုင်ရရှိရဖြစ်ပါတယ်။ဒီပွဲမှာဆိုလို့ရှိရင်အရင်ကြီးကွာတာမျိုးတော့လည်းမဟုတ်ဘူး။ဒါပေမဲ့ဘယ်နေရာမှာအဓိကပါသွားလဲဆိုတော့ Clinch ပိုးသွားတဲ့အချိန်မှာ ဒီကော့ဖ်တွန်ရဲ့တထောင်ရိုက်ချက်ကဆိုဘလက်ကိုနော့ဒေါင်းကျသွားစေတဲ့ချက်ကသူတို့နှစ်ယောက်ကြားထဲမှာကြီးကြီးမားမားကွာဟသွားတဲ့အချက်ဖြစ်ပါပြောရလို့ရှိရင်ဒီကော့ဖ်တွန်အနေနဲ့ကသူ့ရဲ့ကစားဟန်ကိုအသေးစိတ်နေလာကြည့်မယ်ဆိုလို့ရှိရင်ဒီမီဖူကော့ဖ်တွန်ကရုရှားသားဆိုပေမဲ့အစရင်မှာဟာဘီယိုပေနီရဲ့ထဲမှာပါတာမျိုးတော့မဟုတ်ဘူးဝါချက်မဲ့ရှင်မှာသူဒုတိယထိုးတက်ခဲ့တဲ့ပွဲမှာဆိုလို့ရှိရင်သူ့အနေနဲ့ပြိုင်ဘက်ကစားသမားရဲ့ဒီ ဖြတ်တီးထိုးချက်ပြီးတော့ဒူးတိုက်ချက်တွေကိုအလိုနဲ့ခံရပြီးတော့နောက်ကောက်ပုံစံမျိုးပေါ့နော်နောက်တောင်းပုံစံမျိုးချပြီးတော့ပြန်ထမလာနိုင်တော့တာအတွဲချောင်းမလို့သူ့အနေနဲ့ဒါပွဲတိုင်းခံရမှုပါဒီချက်ကိုကြည့်မယ်ဆိုလို့ရှိရင်အတိုင်းနာတဲ့ခုထိကော်တွန်ရဲ့ဒီခဏရင်အားကအရင်ကြီးဆိုးလင်းတော့မြင်တာမဟုတ်ဘူးဆိုတော့ကျွန်တော်တို့သိနိုင်တယ်ဒါပေမဲ့ဒီပွဲမှာဆိုးလင်းမှုအနေနဲ့ကတနေ့နေ့ကင်တွေရခတ်နိုင်တာကဟိုကကော်တွန်ကအဓိကအဖြစ် ရာရှိညာလက်ရှိထားတဲ့ကစားသမားတယောက်ပြီးတော့အပေါင်းအဝေးကိုခေါင်းပေါင်းထိမ့်ပြီးတော့ကစားတက်တယ်သူပြောလို့ရတဲ့အနေထားပါအရက်ကမှာအဖေဆယ်လက်မှရှိတယ်ပြီးတော့ဇိုးလင်းဦးထက်စားလို့ရှိရင်ဒါချီကန်ချက်တီပြီးတော့တထောင်ရိုက်ချက်တီရလဲပို့ပြီးတော့စုံနိုင်လို့ပြောလို့ရဇိုးလင်းဦးအနေနဲ့ကခေါတုံးကို အနိုင်ရချင်တယ်ဆိုလို့ရှိရင်အလဲထုံးမှပဲရောက်အဲ့လိုမှမဟုတ်ပဲနဲ့အမတ်တီသွားတယ်ဆိုလို့ရှင်တော့ဇိုးလင်းဝင်နေတယ်ဘလို့မှလွယ်မယ်လို့တော့ကျွန်တော်အနေနဲ့မထင်ဘူး ဘာလို့လဲဆိုတော့ဒီမွေထိုင်းတပ်ပေါက်ဒိုင်းနာတစ်ခုတိဆုံနေကစားသမားတွေဖြစ်တဲ့ဒီ Ferrari Fetters ကိုပြီးလို့ရှိရင်ကျွန်တော်တို့ဒီ Sewer Plateau ကိုတော့မှသူကအမှတ်နဲ့နိုင်ရထားတဲ့ကစားသမားသူရဲ့ကစားတဲ့ပုံစံကဒီယာချီနာလက်ကိုရှေ့ထားပြီးတော့1 2ထိုးမယ်ပြီးလို့ရှိရင်ခြေကမ်းမယ်တကယ်လို့ပုတ်လာရဆိုလို့ရှိရင်တတောင်ရိုက်ချက်တွေတဲ့ဒိုင်းနာတစ်ခုတိထွက်ပါဆိုလုံးထွက်စားလို့ရှိရင်တော့ကစားပေါက်ဆုံနေလို့ပြောလို့ရတယ် ဒါပေမဲ့ဆိုးရင်းကမလိုပဲနေနေဂျမက်စကားသမားတွေနဲ့တွေ့ရဆိုလို့ရှိရင်သူ့အနေနဲ့ကအလဲမထူးနိုင်လို့ရှိရင်အမှတ်နဲ့ရှုံးနိုင်ခြေခ80ရာခိုင်နှုန်း90ရာခိုင်နှုန်းလောက်တိရှိတာလို့တော့ပရိသတ်တွေအနေနဲ့လည်းတိပြီးသားတော့ဖြစ်ပါလေဒီဘွဲမှာလည်းအဲ့လိုပုံစံမျိုးပါပြီးတော့ဆိုးရင်းကစာချုပ်ရပြီးသားကစားသမားကော်တွန်အနေနဲ့ကတော့ဒီဆိုးရင်းကိုတိုင်းမိုးအတွက်တော်တော်လေးကိုသေချာပြင်ဆင်လာပါလိမ့်မယ် တရက်က9ပိတ်ဆက်လက်မှဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့အပါဝေးတစ်ခုကထိန်းထိုးဖို့တော့တင်ကြပေါ့ကြိုးစားလာမယ်လို့တော့ကျွန်တော်အနေနဲ့မြင်ပါစိုးလင်းဦးအနေနဲ့ဒီပွဲကိုတိုင်ရချင်တယ်ဆိုလို့ရှိရင်သူ့ဘက်ကနေပြီးတော့ပွဲစကလေးကတောက်လျှောက်ကြိုင်ဘက်ကိုကွဲပြဲသွားတဲ့အထိဖိအားပေးပြီးထိုးတက်မှသာဒီအနိုင်ရနိုင်ရှိမယ်လို့တော့ကျွန်တော်အနေနဲ့မြင်နေပါတော့လက်သီးပိုင်းမှာဆိုလို့ရှိရင်တော့စိုးလင်းဦးဘက်က တနေ့တာနိုင်ရရှိရယ်ပြိုင်မက်ကကစားပေါ့တော်စုံပဲဒါမဲ့လက်တီးပိုင်းမှာမရန်ကြီးပါဝါထွက်ထမျိုးမဟုတ်သူနိုင်ခဲ့တဲ့ဘွဲမှာဆိုလို့ချင်းလဲနှစ်ဘွဲလုံးကို decision နဲ့ပဲနိုင်ခဲ့တာဖြစ်တယ်ဒါမဲ့ဒီ knockdown ရခဲ့မှုတဲ့အခြေအနေတွေတွေ့နေလဲရှိပေါ့နော်ဘယ်ပါဝါတစ်ချက်ဆိုတစ်ချက်အရင်ပြေးမရောဝုံနိုင်ကြသွားတော့ပြန်နေတာမဟုတ်ဘူးတေချောင်းဆိုလင်းဝတ်အနေနဲ့ကတော့အရင်မတော်နှဆဖြစ်သွားတာမျိုးမဟုတ်လို့ချင်းကြာသွားဖို့တော့မရှိဘူးဒါပေမဲ့အမှတ်နဲ့နိုင်မှုကလည်းခက်ပါသေးတယ် ဇော်လင်းဟိုနိုင်နိုင်ရဲ့တခုရီးသားနီလန်ကဒုတိယပွဲမှာဆီလို့ရှိရင်ဒီတူဒီမီထရီကောကော့ဖ်တွန်ရဲ့သူကစားခဲ့တဲ့ဒုတိယပွဲမှာသူ့အနေနဲ့နော့ဖ်အောင်နဲ့ရှုံးနေတယ်ဘလို့ရှုံးခဲ့လဲဆိုတော့ဒိုင်မက်စကားကမှမှာသူ့ကိုတဟိုလိုက်ပြီးတော့ဒူတိုက်တာကြီးလက်သီးနဲ့ထိုးတာကြီးအတမုံဖီအားပေးပြီးတော့တောက်လျှောက်လောက်တာဖြစ်မှာအဲ့လိုနေထားမျိုးမှာသူ့အနေနဲ့ဒီကြာသွားတယ်ဘောနော်ဒီတော့ကြောင့်မလို့ဆွေးနွေးဟိုအနေနဲ့ကနိုင်ခြင်းနဲ့ဆိုရင်တော့အတဘောတောက်လျှောက်ဖို့ဖီအားပေးနိုင်မှသာ နိုင်ရနိုင်ကြီးရှိမယ်လို့တော့ကျွန်တော်ဘက်ကတော့မမြင်ပါဘူး။အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ပြိုင်ဘက်ကအခွားဝေးထိမိတော့အမတ်နေလည်းနိုင်အောင်ခစားသွားမှာ။သူ့အနေနဲ့ race ယူပြီးတော့ solin ကိုစိုက်တိုးစရာအကြောင်းမရှိဘူး။ဆဆန်တို့ဘာလို့မှဒါအတိုင်းနာလူကိုဒီဝင်ပြီးတော့ဒီကစားတဲ့ပုံစံမျိုးတွေရှိအောင်မယ်။ဒီကောက်တုံအားကြတော့ပြောရင်သူ့ကစားဟန်ကဒီနဖေးတို့ဘာလို့ ਨੇ ရိုင်းရောင်ကွာမှာမဟုတ်ဘူး။ဒိုင်းနာတို့ကိုဒီအမတ်ယူပြီးပဲကစားမဲ့အနေအထားမျိုးရှိပါတယ်။ ဇိုးလင်းဝဝင်ပိုးပြီးတော့လဲထုံးနိုင်မှုကြိုးစားတာမျိုးအတင်းဖိပြီးထိုးတာမျိုးတော့မှသိရှိတော့မှာတော့မထင်ဘူးဒါကြောင့်မလို့ဇိုးလင်းဝအနေနဲ့ကိုအမှတ်ယူပြီးစစားမိတ်ကစားစမတရောက်နေရှင်းပြရမယ်အနေထားဖြစ်နေပါဇိုးလင်းကစိတ်ပူလာလားဆိုတော့အရင်ပွဲထက်စားလို့ရှင်တော့ပွဲနည်းနည်းလေးထောင်းနေလို့တော့ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်ပြောသလိုပဲအလဲထိုးနဲ့ရှုံးနိုင်ခြင်းမရှိဘူးဒါပေမဲ့အမှတ်နဲ့ရှုံးနိုင်ခြင်းရတယ်နည်းနည်းများနေတဲ့အနေထားတခုမှရှိပါဘူး ဘလိုဝက်နေနေဆိုးနှုံးနေနဲ့စာချုပ်ရပြီးခဲ့တဲ့သုံးဘက်ဆက်ရှုံးတာမျိုးတော့လုံးဝမဖြစ်ဖြစ်လို့အဆင်မပြေတော့ဘူးเนาะမဖြစ်သင့်တော့ဘူးလို့တော့မဟုတ်ဘူးဖြစ်လို့အဆင်မပြေတော့ဘူးတဲဘက်ကလာသမားခါလေအတိုင်းနာကူဒီဝမ်းချက်မဲ့ရှိမှဆိုရင်သုံးဘက်ပဲထိုးမှုတယ်နောက်ခေါက်နဲ့ရှုံးခဲ့တဲ့ပွဲရတယ်ရှိရတော့ကြောင့်မလို့ဒီပွဲကဆိုးနှုံးမဖြစ်မနေလုံးပြရမယ်ပွဲသူတော့ကျွန်တော်တော့မြင် ဘောရတစ်ဖက်ပဲလူတော်တွေကျွန်တော်နေနဲ့ပြိုင်ဘက်ရဲ့အာသာကြအားနဲ့ချက်တီကိုပြန်လဲရှာဖွေပြီးတော့သိုးလင်းကိုအနေနဲ့ဘယ်လိုမျိုးတိုက်ဟိုက်သိနေဆိုတာမျိုးကိုဗီဒီယိုနဲ့အသေးစိတ်တင်ဆက်ပေးပါအောင်မယ်။အဲဆိုတော့ကျွန်တော်ဒီနေ့ပြောပြပေးသွားတာကပရိသတ်တွေစောင့်မျှော်နေကြတဲ့သိုးလင်းဦးရဲ့နောက်ထပ်ပွဲကမက်စတာရှေ့ရဲ့နေ့မှာရှိတဲ့ကြောင်းရင်းရုရှားနိုင်ငံသားဒီမီထရီကော့ဖ်ဒွန်နဲ့တွေ့နေတဲ့အကြောင်းရင်းကိုအဓိကပြောပြပေးသွားတာဖြစ်ပါတယ်။အားလုံးပဲသဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်။ကျွန်တော်တို့ရဲ့ YouTube Channel ကိုလည်း Subscribe လုပ်ထားပေးပါ။ 阿龙，我接着跟。